အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့စုမုံအောင်တောင်းပြလိုက်ပါတော့အဲ့တော့ကျွန်တော်လက်ရှိမှာဒါကျွန်တော်တို့ Manchester United အသင်းရဲ့ transfer news ကြောင်းလေးကို နည်းနည်းလေးပြောအောင်အဲ့တော့ရှိမှ Manchester United အသင်းနေနဲ့ဒီ transfer market မှာလာမယ့် transfer အပြောင်းအရွှေ့ဖွင့်တာနဲ့ကူဒါကျွန်တော်ကစားသမား၂ယောက်ကိုခေါ်ယူဖို့အတွက်ဒီပိုင်းနဲ့ကြိုးစားနေဆိုအကုန်လုံးသိပြီးသားဖြစ်လိမ့်မယ် Manchester United အသင်းနဲ့ဒီနာရီရက်နေမှာမဟုတ်ဘဲနဲ့လက်ရှိမှာဒါဂိုးသမားနေရာအတွက်လည်းအပူတပြင်းကြိုးစားနေတာဖြစ်တယ်အဲ့တော့ဒါ United အသင်းနေနဲ့တချို့သောဒီနေရာမှာကိစ္စတွေကိုနားလည်ဖို့လို့ဒါက United အသင်းနဲ့လက်ရှိမှာဒီကစားသမားတွေကိုခေါ်ယူဖို့အတွက် United လက်ရှိအခြေအနေကဒါ installment နေနဲ့ဝယ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့လာမယ့်ဒါကျွန်တော်တို့ ရာသီအတွက်လာမယ့်ဒါကျွန်တော်တို့အပြောင်းရွှေ့အတွက်မှာဆိုရင်ဒါဒီကသိပ်ပြီးတော့ဟို ယူရိုပါလိရသည်ဖြစ်စေချန်ပီယံလိရသည်ဖြစ်စေဒါတွေကသိပ်ပြီးဒါကျွန်တော်တို့အရေးပါမယ်ခန့်ဒါပေမဲ့ပြဿနာမှာဒီနေရာမှာဒါကျွန်တော်တို့ယူရိုပါလိရတာမရတာက financial impact မှာအများကြီးတွားထိမှာပေါ့နော်အဲ့တော့ဒါကိုကျွန်တော်တို့ကအရေးကြီးဆုံးနားလည်ဖို့အချက်ဖြစ်မယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်အဲ့ဒါကလက်ရှိမှာဒါကျွန်တော် United အသင်းတို့လိုအပ်ဆုံးအကြောင်းအရာကအဲ့ဒါပဲအဲ့ဒါကိုကျွန်တော်အဲ့တော့ United အသင်းနဲ့အခုလက်ရှိမှာ Matthews Corner Liam Delap ဒါပြင်ကျွန်တော် UN Garcia ဒီကစားသမား၃ယောက်ကို Manchester United အသင်းနဲ့ Euro တာလိရသည်ဖြစ်စေ Champions League ဝင်ဝင်ရသည်ဖြစ်စေမရသည်ဖြစ်စေဒီကစားသမား၃ယောက် ကတော့ United သင်းနေနဲ့ခေါ်ကိုခေါ်မာဖြစ်တယ်ဆိုတော့ကျွန်တော်နားလေဘူးလူလိမ့်မယ်။ဘာကြောင့်လဲဘလို့မျိုးလဲဘလို့ခေါ်မာလဲဆိုတဲ့မိကုန်းနဲ့ကျွန်တော်မီးလိမ့်မယ်။အဲ့တော့ဒီထဲမှာအဖြေကတော့ရှင်းတယ်။ဒါကျွန်တော် installment တွေဒါကျွန်တော်လက်ရှိမှာအရစ်ကျနဲ့ခေါ်ယူမှုတွေကိုလုပ်သွားဖို့အတွက်ဒါပြင်ဆင်လာမယ်လို့ကျွန်တော်သိရမယ်တဲ့မှာပါ။အဲ့တော့ဒီကစားသမား၃ယောက်ကို Manchester United သင်းနဲ့တကယ်တဲ့အရစ်ကျပေးမယ်ဆိုရင်တော့မှဒါကျွန်တော် United သင်းနဲ့ဒါကြအားလုံးပေါင်း Euro တန်း90နဲ့တန်း60ပတ်ချလဲဝင်ရင်ကြပထမ installment မှာတင်ကုန်သွားဖို့ရှိတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်သိဖို့လိုတယ်။အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်လက်ရှိမှာဒါကျွန်တော် တော်တို့ Matthew 6ရဲ့အပြောင်းရှုကျွန်တော်ပြောလိုက်အောင် Matthews ခုနရဲ့လက်ရှိအပြောင်းအရွှေ့ကဒါကျွန်တော် Manchester United ကအသက်အကျယ်ဆုံးဖြစ်ပေမဲ့ Matthews ခုနကိုနောက်မှလိုချင်တဲ့ကလပ်တွေအများကြီးရှိလာခဲ့တယ်။နောက်ဆုံးကြားရတဲ့သတင်းတွေက Arsenal ကလည်းဒါကျွန်တော်တို့အနေနဲ့ Nico Williams ဈေးကြီးတာတကြောင်း Rudiger ကလည်းလက်ရှိမှာ Real Madrid မှာနီးပြအသစ်ဒါကျွန်တော်ရှိတာတကြောင်းမို့လို့တို့အနေနဲ့ဒါတောင်မန်ကော Center Forward ဆက်ဆံကောဆုတ်လို့ရတဲ့ Matthews ခုနဘက်ကို Arsenal အသင်းကလှည့်လာတယ်။ဒါကြောင့်မို့ United အသင်းကဒါ Matthews ခုနနဲ့ပတ်သက်ပြီးအမြန်ဆုံးကိုအပူတပြင်းကိုအလုပ်နေတာကိုတွေ့ရမယ်။အဲ့တော့ဒါကြောင့်မို့လဲ Manchester United အသင်းကခုလက်ရှိမှာအရေးကြဝယ်ယူဖို့အတွက်ကို ဒါကျွန်တော်တို့ Matthews 9အပြောင်းရွှေ့မှာ Wolf အသင်းကိုပေါင်၅သန်းပူပေးမယ်ဆိုတဲ့သတင်းကို Telegraph ကတက်လာခဲ့တယ်။အဲ့တော့အဖြစ်အရှင်းနဲ့ Manchester United အသင်းကခုနောက်ပိုင်းကစားသမားကိုခေါ်ယူတဲ့နေရာမှာဒါအရစ်ကြနေပဲ Dawson ခေါ်ယူနေခဲ့ရတာဖြစ်တယ်။ပူပူလောလောဒီလို scenario ကိုကြည့်မယ်ဆိုရင်တော့ဒါ Zigzag ရဲ့အပြောင်းရွှေ့မှာပဲ။ Zigzag ရဲ့အပြောင်းရွှေ့မှာ Manchester United အသင်းကဒီလိုပဲ Matthews 9လိုပဲဒါကျွန်တော် Euro 5သန်းပူပေးပြီးတော့အရစ်ကြပုံစံမျိုးလုပ်ခဲ့တာကိုအကုန်လုံးမှတ်မိလေမှတ်မိလေမမှတ်မိလေမမှတ်မိလေရှိနေပြီ။အဲ့တော့ Zigzag ရဲ့အပြောင်းရွှေ့မှာလက်ရှိမှာ Manchester United အသင်းက installment နဲ့လုပ်ခဲ့တာဖြစ်ပြီးတော့ Euro 5သန်း ဘိုလော့ညာကိုပို့ပေးပြီးတော့ဒါစာချုပ်ဖြတ်သိမ်းခြင်းပုံစံပေးပြီးတော့ installment နဲ့ဒါစာချုပ်ဖြတ်သိမ်းခြင်းပေးခဲ့တယ် United အနေနဲ့ခုနောက်ပိုင်းဒါလူတိုင်းလူလာတယ်ပေါ့နော်ဒါလည်းရှိမှာ United အော်ပတ်စံရှိတာမရှိတာလည်းမဆိုင်ဘူးဒါတချို့ကြတယ်ဒါငွေကိုအလုံးရင်းတစ်ချိန်နဲ့မပေးခြင်းနဲ့အတွက်ကြောင့်မို့ဒီလိုမျိုးလှုပ်လာတယ်လို့ကျွန်တော်ဆိုလို့ရမယ်အခက်ခဏရှိလာအဲ့တော့ United အသင်းကဒီလိုမျိုးလှုပ်တဲ့နေရာမှာအခုလက်ရှိမှာသူတို့အနေနဲ့ first down payment ကိုအရင်ကြီးများများပေးတော့မယ့်အစီအစဉ်မရှိဘူးလို့ကောလာဟာလာတွေကတည်လာခဲ့တယ်။အဲ့လက်ရှိမှာဒါ Matthews ခွန်နိုင်အပြောင်းရွှေ့လာ total အဖြစ်68.5သန်းဖြစ်သွားမယ်။သူ့ရဲ့စာချုပ်ဖြတ်သိမ်းခြင်းက 69.5တန်းပဲရှိတယ်ပေါ့နော်။အဲ့တော့အဲ့ဒီမှာ9တန်းပေါင်းလိုက်မယ်ဆို69.5တန်းရှိမယ်။ United အသင်းနဲ့ Chicola Hala တွေကအခုလက်ရှိမှာ29.5တန်းကိုဒါကျွန်တော်ပထမအရေးကြပြီးမယ်။ Chelsea ကနေတန်း40ကို2ရက်ခွဲသွားပြီး20 20ဆိုတဲ့ပုံစံမျိုးကိုပြီးသွားမယ်။ပထမ Chicola Hala တွေတည်ရတဲ့ပုံစံမျိုး United က38.5တန်းဆိုတဲ့ပုံစံမျိုးပြီးသွားမယ်လို့တရင်ချခဲ့ပြီးမယ်။လက်ရှိနောက်ဆုံးတရင်နေရ29.5တန်း။ဒါမှမဟုတ်19.5တန်းလောက်ပဲပထမအရေးကြမှာပြီးသွားဖို့ United အစီအစဉ်ရှိတယ်။ ဘူးပတ်တင်ကလည်းဒါကိုလက်ခံသွားဖို့ရှိတယ်။ဘာလို့လဲဆိုတော့သူတို့အနေနဲ့ပေါင်၅သန်းပူရတဲ့အတွက်ကြောင့်မို့ဒီအရစ်ချကိုယူဗတ်တင်ဘက်ကလက်ခံသွားဖို့ရှိတယ်။အဲ့တော့ United အသင်းနဲ့တချို့သောမိဟာတက်မှာ United ကယူရိုပါလိမဝင်မင်းနေတာလက်ရှိမှာ Champion League ဝင်နာမွန်လာမတိကြဘင်းနဲ့ဒီကစားသမားကိုမြင်မြန်ဆက်ဆက်ဘာလို့ခေါ်ပြီးကြိုးစားနေပတ်စံကဘယ်ရရ United မှာလက်ရှိမှာပေါင်အလုံးပေါင်းဒီနှစ်မှာတုံးဖို့ပေါင်တန်း90နဲ့တန်း60ပတ်ချလဲဝင်ညညာရှိသေးတယ်။ United ကအဲ့လောက်တော့သုံးလို့ရသေးတယ်။ဒါကိုကျွန်တော်လူတော်များဒါထည့်မပြောတာပဲရှိတယ်။ United အသင်းနဲ့ခုလက်ရှိမှာလာမယ့်ဒါကျွန်တော်ပြောမှာဆိုတော့ Sergeant Redcliffe ကဖျဲချောက်ထား ရရှိပေမဲ့ United အသင်းတွေနဲ့တကယ်တမ်းအခုလက်ရှိမှာဝင်ငွေလာရတာတဲ့ balance ရအနည်းဆုံးတော့ပေါင်တန်း60လောက်သုံးဖို့ရှိသေးတယ်အဲ့တော့ပြောချင်တာဒီတန်း60 budget ထဲမှာ installment နဲ့ဝင်အောင်ထည့်လို့ရတယ်ဒီနှစ် budget ပေါ့နော်အဲ့တော့ဒါကြံတဲ့အရေးကြတဲ့ကိုနောက်နှစ် budget တွေရောက်သွားအောင်ဖြစ်တော့ကြောင့်ဒီလိုပုံစံမျိုးတွားတာရှိတယ်အဲ့တော့ ဒါအချားတဲ့တည်င်းနေရကောလာဟာသားတွေကဟူးအသင်းကတာ၄နှစ်ဒါကျွန်တော်အရေးကြကိုပယ်ချခဲ့ပြီ၃နှစ်အရေးကြကိုပဲလက်ခံခဲ့တယ်ဆိုတဲ့တည်င်းထွက်ပေါ်လာခဲ့တယ်အဲ့တော့ Matthews Corner ရဲ့အပြောင်းရွှေ့တဲ့ Manchester United အသင်းနေဒါကျွန်တော်၃နှစ်အရေးကြကိုမှအခုလက်ရှိပထမဆုံးအရေးကိုတော့18.5ဒါမှ18.5ဒါမှပေးမယ် Channel နှစ်ရေးကိုတော့ကျွန်တော်ခုနကပြောလို့ Fairly amount ကိုခွဲပေးမယ်တဲ့မှာပါတယ်ဒီလိုပုံစံမျိုးလုပ်သွားဖို့ရှိတယ်ဟူးကလည်းဒါကိုလက်ခံသွားဖို့ရှိပြီကစားသမားကိုတိုင်ကလည်း United အသင်းမှာ United ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီနေရာမှာဒါခွန်ထားကို Manchester United ရဖို့တော့ရာခိုင်နှုန်းတွေ များနေပြီဒါပေမဲ့အခုလက်ရှိမှာအလုံးစုံလုံး100%ရသွားတာမဟုတ်သေးဘူး United အသင်းနဲ့ဒါကိုအပူတင်ပြင်းကြိုးစားနေဘာကြောင့်လဲဆိုတော့အခုလက်ရှိမှာဒါ Juventus တို့ဒါကျွန်တော်တို့ Arsenal တို့လည်း corner back ကိုတဖြည်းဖြည်းနဲ့လှည့်လာတဲ့အတွက်ကြောင့်မို့ဒါ corner ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး Manchester United အသင်းကတော်တော်လေးကို push လုပ်နေတယ်လို့ပြောလို့ရတဲ့အခြေအနေတစ်ခုကိုရောက်လာခဲ့တယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်အဲမိသွပင်စူစီကမူဒါနဲ့ဆက်ဆက်ပြီးဆက်ပြီးပြောစရာလူလာတာနောက်တစ်ခုကိုပြောပါဆိုရင်တော့ Manchester United အသင်းနဲ့ Liam Delay ရဲ့အပြောင်းအရွှေ့ Liam Delay ရဲ့အပြောင်းအရွှေ့မှာ Manchester United အသင်းနဲ့အရစ်ကြကိုပဲဆက်ထပ်မှန်ပြီးကြင့်သုံးသွားဖို့ဒါကြိုးစား းစားသွားမယ်အဲ့တော့ Liam Delap ကိုအခုလက်ရှိမှာ Manchester United အပြင် Newcastle United Everton တို့ကပါစိတ်ဝင်စားနေတယ်ဒါပေမဲ့ဒီနေ့မှာ Newcastle United နဲ့ Everton က Manchester United အသင်းအတွက်တပန်းတာတာက Newcastle United အသင်းနေတယ် Liam Delap ရဲ့စာချုပ်ဖြတ်သိမ်းခြင်းဖြစ်တဲ့ပေါင်တန်း30ကိုအုံငနဲ့ဒိုင်းငနဲ့ဝုံငနဲ့ဒိုင်းငနဲ့ ပေးပြစ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးကိုဒါတွေ့ရမယ်တဲ့မှာပါတယ်အဲ့လီယမ်ဒလပ်အနေနဲ့ဒီနေရာမှာဒါကျတော့သူကဘယ်အသင်းကိုပြောင်းမလဲဆိုတဲ့သတင်းတွေအရမှာဆိုတော့လီယမ်ဒလပ်ကိုယ်တိုင်ကသူကမန်ချက်စတာမြို့ကိုပြောင်းခြင်းပြီးတော့မန်ချက်စတာယူနိုက်တက်အသင်းမှာပဲ ်သွားပြီးတော့ဆော့ကျင်နေဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။အဲ့တော့ဒီလူကစယူနိုက်တက်အသင်းနဲ့အခုလက်ရှိမှာဒါသူ့အနေနဲ့ကသူတို့ကစဉ်းစားစစ်ဖြစ်တယ်။ DM တလက်ကိုသူတို့က personally အရင်သဘောကျတယ်။ဒါတို့သူတို့ရဲ့တိုက်စစ်မှာအကဲ ESA ရဲ့နောက်မှာဒါကျွန်တော်လာမယ့်နေရာဒီမှာဒါကျွန်တော်ဥရောပဝင်ငွေ့မှာတကယ်ကိုအရင်အရေးပါမယ့်အခက်အခဲမှာ DM တလက်ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ Delap ကတော့လက်ရှိမှာ United ကိုပဲပြောင်းဖို့အတွက်ဆေးရတက်တန်နေတယ်။ Liam Delap ကိုခေါ်ချင်တဲ့ club တွေမှာ Everton ရှိတယ်။ Everton ကလည်းအလုံးရင်ပေးနိုင်တယ်30ကိုဝန်နိုင်ပေးနိုင်တယ်။သူတို့ရဲ့ tight set မှာလက်ရှိမှာ Kevin Lee ဝင်တို့ဘာလို့ကလက်ရှိမှာအားမကူအောင်ဘယ်တို့ကလည်းကောင်းချင်ကောင်းတယ်မကောင်းချင်မကောင်းဖြစ်နေတဲ့အတွက်ကြောင့်မို့ဒါသူတို့အနေနဲ့ Liam Delap ကိုအုံနိုင်ပေးခြင်းတယ်။တပတ်က Everton ကဒါ Liam Delap ကိုမြူဆွဲနေမှာရှင်းတယ်။ဒါမင်းတို့အနေနဲ့ဒါတခြားသောအသင်းကြီးတဲ့သင်းကိုမတွားခင်ငါအသင်းမှာပို့ပြီးကောင်းအောင်လုပ်။ဥမာပြောချင်တာ Richarlison တို့လိုပေါ့နော်။ဒါကျွန်တော် Watford ကနေပြီးတော့ Everton Everton နေစပါးပုံစံမျိုးတို့လှုပ်စေခြင်းတယ်။ဒါပေမဲ့ Liam Delap ကအခုလက်ရှိမှာ Manchester Manchester United မှာ Manchester United ဖြစ်နေတယ်။ United အသင်းကဒါကျွန်တော် Liam Delap ရဲ့အပြောင်းရွှေ့မှာလဲ Matthews ခွန်နာရဲ့အပြောင်းရွှေ့လိုပဲဒါကျွန်တော်ပေါင်နှစ်သန်းပူပေးပြီးစာချုပ်ဖြတ်သိမ်းကြီးကို၃နှစ်ရစ်ကြလုပ်ဖို့ရှိတယ်။ပထမဆုံးရစ်မှာ၁၂သန်းပြီးမယ်။ Chelsea တန်း၁၀ကို၂နှစ်ခွဲပြီးမယ်ဆိုတဲ့ပုံစံမျိုး။အဲ့တော့ခုနပြန်တွေးကြည့်ရင်ကျွန်တော်ခုနပြောသူလက်ရှိမှာ Manchester United ပေါင်သန်း63ပုံစံရှိတယ်။ မက်ဒူးစ်ကတော့29တန်းမှ9တန်းပေးရထားအခုလက်ရှိမှာဒီကစားသမား12တန်းပေးရထားမန်ချက်စတာယူနိုက်တက်အတင်းနဲ့တန်း40ပဲကိုဦးမှာအဲ့ဒီမှာမှဒါခုနပြောသူပဲလက်ရှိမှာဒါကျွန်တော်တို့စပိန်ကိုသမားဖြစ်တဲ့ယိုဟန်ကာစီယာကိုလည်းဒီလိုမျိုးအရေးကြခေါ်ယူဖို့အတွက်ဒါမန်ချက်စတာယူနိုက်တက်အတင်းပြင်ဆင်နေတယ်လို့သိရတယ်မှာပါတယ်ယိုဟန်ကာစီယာကလက်ရှိမှာဒါကျွန်တော်စာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးမရှိဘူးသူအနေနဲ့ဒါကျွန်တော်အလုံးရင်းပေးပြီးကျွန်တော်ပေးဝယ်ရမယ်လက်ရှိမှာ market value ကယူရိုတန်း30ပဲရှိတဲ့ကစားသမားအနေနဲ့ဒါတစ်ဖက်က Espanyol က25တန်းခေါ်ထားတယ်လို့သတင်းကြားတယ်အဲ့တော့မန်ချက်စတာယူနိုက်တက်အတင်းနဲ့အခုလက်ရှိမှာဒီက စားသမားကိုယူရိုတန်း20 25တန်းပတ်ချလဲဝင်ကြေညာရဖို့ရှိတယ်။ယူဝန်ကာစီယာကိုတော့ကောလာဟာလာရဲ့ United ကအရေးကြတဲ့ပေးဖို့မရှိဘဲနဲ့အလုံးကြီးနဲ့တခါတည်းပေးပြီးဝယ်ဖို့ရှိတယ်။ယူဝန်ကာစီယာရဲ့အပြောင်းရွှေ့မှလဲဒါကြောင့် Arsenal အသင်းနဲ့ဒါကြောင့် Manchester United အသင်းနဲ့ရှင်ပြီးဖိုက်ရဖို့ရှိပေမဲ့ Bayern Munich ကလည်းဒီအပြောင်းရွှေ့မှပါဝင်လာတဲ့အပြင်ကို Aston Villa အသင်းကသူတို့ရဲ့လက်ရှိဂူတမဖြစ်တဲ့ Imi Martinez နဲ့ဒါ Sorry ဘက်ကိုထွက်သွားခဲ့မယ်ဆိုရင်တော့ဒါယူဝန်ကာစီယာကစဉ်းစားစရာကစားသမားတစ်ယောက်ဖြစ်လာမယ်ဆိုပြီးတဲ့ရင်လည်းထွက်နေ။အဲ့တော့ United အသင်းနဲ့ခုလက်ရှိမှာ Onana ကိုအစားထိုးမှတည်ကြမယ်ဆိုတော့ UN Garcia ကိုအမြန်ဆုံးချုပ်တီးမှုလို့လက်ရှိမှာ UN Garcia ကိုလိုချင်တဲ့ကလပ်တွေကတဖြည်းဖြည်းများလာတယ်လို့ဆိုလို့ရမယ့်အခြေအနေတစ်ခုကိုရောက်ရှိလာခဲ့ပြီလို့ပဲဆိုရမယ့်အထဲမှာပါပါတယ်အဲ့တော့မြို့တော်မင်းစူစီကမူဒါကျွန်တော် Manchester United အသင်းကလက်ရှိအပြောင်းရွှေ့မှာအရစ်ကြအနေနဲ့တောက်လျှောက်လွတ်လွတ်သွားပြီးတော့ငွေကိုဒါကျွန်တော် save လုပ်သွားမယ်လို့သိရမယ့်အထဲမှာပါပါတယ်လက်ပါပဲဘလုံးမဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 ကြီးတို့မှာချင်းလူစားပေါအောင်ကိုကြည့်လို့ရပါတယ်မြန်မာလက်ကလပ်ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 ကြီး ရဲ့နေလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကိုညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော် အားပေးလို့ရပါတယ်မြန်မြန်လေးလေးကလစ်ဖို့မမိကြပါနဲ့ဟုတ်မြန်မြန်ကလစ်မှာမြန်မြန်နေဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကောင်းမွန်သောဒီဒီနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးမကြိုးတူပါနဲ့မြန်မြန်လေးလေးကလစ်ဖို့မမိကြပါနဲ့ဟုတ်မြန်မြန်ကလစ်မှာမြန်မြန်နေဖြစ်ပါတယ်ဒီပါဗျာ